အလိုအလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့သူရပါဒီနေ့ကြိုရွေးချယ်ထားတဲ့ cocktail ရတော့ကဘာပေါ်မှာပတ်မှတ်ဦးဆုံးဖန်တီးခဲ့တဲ့ official cocktail ပဲဖြစ်ပါတယ်ခင်ဗျာ cocktail ဖြစ်ပေါ်လာပုံကိုအချင်းကျောက်လေးပြောပြပါမယ်1800နောက်ပိုင်းမှာအရက်ကအရတာပြင်းပြီးပောက်ရတာခက်ခဲတယ်ဆိုတော့ဘာတင်တာတွေကသတိပြုမိခဲ့ကြတယ်အဲ့ဒါကြောင့်ဘာတင်တာတွေက formula တစ်ခုကိုဖန်တီးခဲ့ကြတယ် spray sugar soda water ဘယ်တာတို့ကိုအခြေခံပြီး formula တခုဖန်တီးခဲ့ကြတယ် spirit ဆိုတာကတော့ walker gin rum whiskey brandy tequila alcohol percent 35ရာခိုင်နှုန်းကနေ50ရာခိုင်နှုန်းထက် sugar လုံးဝမပါတဲ့ alcohol ကိုဆိုလိုတာပါအဲ့လိုနဲ့ပဲဖြောဆက်ပြီးရလာတဲ့သမင်းတစ်ခွက်ကို1806ခုနှစ်မှာတရားဝင်ပတ်မှတ်ဦးဆုံးသတင်းစာထဲမှာကော့တေးဆိုတဲ့စကားလုံးဖြင့်မိတ်ဆက်ပေးခဲ့ကြတယ်ဒါလေးကတော့ ကိုတိဖေးပေါ်လာပေါ်ရဲ့အချင်းချုပ်တွေပဲဖြစ်ပါလားခင်ဗျာကျွန်တော်ကတော့ operation ကိုဆိုတာမပါပဲဖြောပြမှာဖြစ်ပါလားခင်ဗျာ okay ဗီဒီယိုလေးကိုစလိုက်ရအောင် whisky 45 ml ထည့်ပါမယ် brown sugar basbon နဲ့တစ်စုံလောက်ထည့်ပါမယ်ခင်ဗျာ ประดานนั่นแท้ต้องจะเล่าเที่ยวมั้ยยี่เกลี่เที่ยวมั้ย ဒါလေးကတော့ကဘာပေါ်မှာပတ်မှတ်မှုဆောင်ဖြော်ခဲ့တဲ့ overshin cocktail လေးပဲဖြစ်ပါတာခင်ဗျာအတိတ်တော့ cocktail လေးတွေကိုလည်းအမြဲတမ်း remain လောက်ပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကြော်ရဲ့ follow page လေးကို like and follow လုပ်ပေးကြကြဖို့မျှတရက်ခင်ပါတယ်ခင်ဗျာ โอเควิดีโอလေးကတော့ဒီလောက်ပါပါခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်